လားပေါင်းများစွာထက်ပိုပြီးအဖိုးတန်တဲ့တစ္ဆာတရားရဲ့ရာဇဝင်သို့မဟုတ် Raffle ကို Legend စီးရင်နဲ့ထည့်သွင်းလိုက်ခြင်းပေါ်ကျွန်တော်အမြင်ဖေးသများလုံးပဲမင်္ဂလာပါ Manchester Football Zone ကနေယူဆပါတယ်ဘောလုံးလောကရဲ့တမိုင်းကြောင်းမှာ Legend ကနဝင်ဆိုတဲ့စကားလုံးဟာရွှေတိစိတ်စုတွေအတွင်းကိုစံချိန်တွေနဲ့သာတိုင်းတာနိုင်တဲ့ဂုဏ်ပုဒ်တစ်ခုမဟုတ်ပါဘူးအထူးသဖြင့် Manchester United လို့ကမ္ဘာကျော်ကလပ်အသင်းအတွက်ဆိုရင်ကနဝင်တူရဲ့အဓိပ္ပာယ်ဟာကစားသမားတူရဲ့ပေးဆပ်မှုချစ်ခင်မှုနဲ့ခက်ခဲတဲ့ကာလတွေကိုအထူးဖြတ်သန်းခဲ့တဲ့တစ္ဆာတို့နဲ့တိုင်းတာရတာပဲဖြစ်ပါတယ် ယူနိုက်တက်တိုက်စင်မှုမာကတ်ရက်ဖို့ကိုအသင်းက legend စင်နဲ့ထည့်သွင်းလိုက်ခြင်းဟာဒီသစ္စာတရားကိုအတိအမှတ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်ရက်ဖို့လိုကစားသမားမျိုးကိုစိတ်ထက်ညံ့ဖျင်းတာကြောင့်အခုလိုမျိုးကနဝင်စင်ရင်တည်းမထည့်သင့်ဘူးလို့ဝေဖန်မှုတွေရှိနေပြီးမြဲဒီကစားသမားဟာယူနိုက်တက်နိုင်ပါနေတဲ့ဆယ်စုနှစ်တခုနီးပါးကာလတစ်လျှောက်လုံးဘယ်လိုမျိုးအဝင်ကိုထမ်းပိုးခဲ့တယ်လဲဆိုတဲ့အပေါ်မှာကျွန်တော်မြင်မိသလားသုံးသက်ဆွေးနွေးတင်ပြပေးလိုက်ရပါတယ် Market Rockford ဟာ United ရဲ့လူငယ်အကယ်ဒမီ Carrington ကနေမွေးထုတ်ပေးလိုက်တဲ့တားကောင်းတူဖြစ်ပါတယ်။သူရဲ့ပွဲဦးထွက်ဟာမထင်မဲ့ပဲဆက်လို့ရှားဖွေရာဖြစ်ခဲ့ပြီးအဲ့ဒီအချိန်ကနေစပြီးသူဟာအသင်းရဲ့အမာခံကစားသမားတူဖြစ် ြစ်လာခဲ့ပါတယ်။2016ခုနှစ်ဖေဖော်ဝါရီလမှာနီးပြလူးဝစ်ဘန်ဟာလက်ထက်ကအာဆင်နယ်နဲ့ပွဲမှာဝင်ရောက်ကစားခဲ့ရပြီးပွဲဥထွက်မှာပဲဂိုးနှကိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒီလိုမျိုးမီးပွင်ထွက်တဲ့စတင်မှုမျိုးဟာသူ့ကို United ပေးသက်တည်ရဲ့နှလုံးသားထဲကိုချက်ချင်းရောက်ရှိစေခဲ့ပါတယ်။ Rafo ha Banha Moinho Socha Renit Tan ha sare ni pya myo sun lat aw ma gaza khe ya bi United tin ye sain khon mu mya lone ne senator kala de chaw lone tu ha tin ye tai sit pai ma a go ya tu tu phi yet di ke ba re Rafo ye gaza ma bwa ha United tin ye aw mi mu ti nyin ne khit kala ne tai san ni ba re ဆာလက်ဖာဂူဆန်အနားယူပြီးတဲ့နောက်ပိုင်းယူနိုက်တက်ဟာပြောင်းလဲနေတဲ့အုပ်ချုပ်မှုမတည်ငြိမ်တဲ့နီးစနစ်နဲ့ဖလားနဲ့ဝေးကွာနေတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။တခြားသောထိတ်တန့်ကစားသမားတွေရောက်လာထွက်သွားနေချိန်မှာကာရင်တန်ထုတ်ကုန်ဖြစ်တဲ့မာဂရက်ဖို့ဟာအသင်းရဲ့တိုက်စစ်ပိုင်းဝင်းဒိုးဝင်ဖို့ကိုတောက်လျှောက်ထမ်းဖို့ပြီးခဲ့တာပါ။ PR တွေအများပြားနေတဲ့အသင်းအတွက်ဂိုးရီရနိုင်မယ်မျှော်လင့်ချက်ကိုပိတ်သက်တွေဟာသူ့ပေါ်မှာအများဆုံးပုံရိပ်ခဲ့ကြပါတယ်။ သူရဲ့ United Senator ကာလာတွင်းမှာရရှိခဲ့တဲ့ဂိမ်းကိန်းတွေဟာအထင်ကြီးစရာကောင်းပါတယ်။ပွဲပေါင်း400ကျော်ကစား၊တွင်းကိုပေါင်း138ကို၊ဂိုးဖန်တီမှု63ချိန်နဲ့စုစုပေါင်း200တကူမှဒဏ်ရာပဝင်ပတ်သက်ခဲ့ပါတယ်။ဒီဂိမ်းကိန်းတွေဟာ United ရဲ့အကောင်းဆုံးကာလမဟုတ်တဲ့အချိန်တွေမှာရရှိခဲ့တာဖြစ်ပြီးအသင်းရဲ့တိုက်စစ်ပိုင်းအားထားရဆုံးကစားသမားတို့ဖြစ်နေတယ်ဆိုတာကိုသက်သေပြလိုနေပါတယ်။ Macarafu ဘမဝေဖန်မှုတွေရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့စိတ်တဲ့ညံဖြစ်တာကောင်းကောင်းမကစားခဲ့တာဘူးဆိုတဲ့အမြင်တွေပဲဖြစ်ပါတယ်။ အထူးသဖြင့်အငှားမထွက်ခင်တနစ်တာကာလမှာရုံးကန်ခဲ့ရတဲ့အချိန်တွေဟာဝေဖန်မှုတွေအများဆုံးထပ်ပေါ်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ကစားသမားတိုင်းဟာ professional ဘွားမှာပုံရိပ်ကြဆင်းတဲ့ကာလတွေရှိနေပါတယ်။အဲ့ဒီလိုရုံးကန်ရတဲ့ကာလဟာတနစ်တာရှေ့ကြခဲ့တဲ့ဆိုရင်တော့အဲ့ဒီတနစ်တာဆွမ်းဆောင်ရည်ကိုကြည့်ပြီးသူ့ရဲ့ဆယ်စုနှစ်တခုစာပေးဆက်မှုကိုလစ်လျူရှုလိုက်ခြင်းဟာမှမျှတတဲ့ဝေဖန်မှုဖြစ်ပါတယ်။သူကဘလုံးကွင်းပြင်ပမှာလဲလူမှုရေးလုပ်ငန်းတွေကိုတက်တက်ကြွကြွလှုပ်ဆောင်ခဲ့သူဖြစ်ပြီးဒီလောက်ရက်တွေကသူ့အပေါ်မှာစိတ်ပိုင်းဆိုင်ရာဖိအားတွေပုံပုံမပြပြစေခဲ့နိုင်ပါတယ်။ ကွင်းနေကဖီယာကွင်းမြမကဖီယာတွေချာမှာလူသားတူအနေနဲ့စွမ်းဆောင်ရေးကြာစင်းတာဟာဖြစ်တဲ့သဘောတရားတစ်ခုပါ professional ဘောတလောကမှာကစားသမားတူရဲ့ပုံမှန်အဆင့်သတ်ချက် rating 7အောင်မရောက်ခဲ့ခြင်းဟာရုန်းကန်နေရတဲ့ကာလမှာတော့သူ့ရဲ့စွမ်းဆောင်ရေးဟာပြင်းပြအဆင့်ထက်မနှိမ်ကျခဲ့ဘူးဆိုတာကိုပြသလိုနေပါတယ် Revo ဟာ United အသင်းကိုဘယ်တော့မှကြောက်ခိုင်းမသွားခဲ့ပါဘူး။သူဟာအသင်းပေါ်မှာချစ်ခင်မှုရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး United လို့အသင်းကြီးဟာဖလားတွေဇက်တက်ရယူနေခြင်းမှာကစားကွင်းရခဲ့ရင်ကံတော်ဝင်ဖြစ်ဖို့လွယ်ကူပါတယ်။ ဒါပေမဲ့အသင်းနိုင်ပါနေတဲ့စနေတာတစ်လျှောက်လုံးမှာအသင်းအတွက်ရွေးရှိပေးဆက်ခဲ့သူကိုမှသာစစ်မှန်တဲ့ကံဝင်လို့ခေါ်ဆိုထိုက်ပါရယ်။ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေဟာအမြဲတမ်းနိုင်ရဖို့မျှော်လင့်နေကြပါရယ်။ ဒီလိုမျိုးလင်းချက်ရဲ့ကြီးမားတဲ့ဖိအားကိုကာရင်တန်ကထွက်လာတဲ့ကစားသမားတူအနေနဲ့နေ့စဉ်နဲ့မျှရင်ဆိုင်ခဲ့ရခြင်းဟာရွှေတိစိတ်စုတွေနဲ့ညီမျှတဲ့ပေးဆပ်မှုတစ်ခုပဲဖြစ်ပါတယ်။ United အသင်းကိုယ်တိုင်က Marcus Rashford ကို Legend ဆင်းနဲ့ထည့်သွင်းပေးတဲ့ခြင်းဟာပိသက်တရဲ့ဝေဖန်မှုတွေကြားမှာတော့အသင်းရဲ့တရားဝင်အဖွဲ့အစည်းအနေနဲ့သူ့ရဲ့ဆယ်စုနှစ်တစ်ခုစာတစ်ဆာနဲ့ပေးဆပ်မှုကိုအသိမဲ့ပြလိုက်ခြင်းပဲဖြစ်ပါတယ်။အချို့ဆိုရရင် Market Rafo ဟာ Manchester United အသင်းရဲ့တမိုင်းကြောင်းမှာအောင်မြင်မှုအမြင့်ဆုံးကာလတွေကိုမဖြတ်တန်းခဲ့ရပေမဲ့အမောင်မိုက်ဆုံးကာလတွေကိုထမ်းပိုးခဲ့ရတဲ့သူရဲ့ကောင်းဖြစ်သတ်မှတ်ထိုက်ပါတယ်။ သူဟာယူနိုက်တက်အသင်းနိုင်ပါနေချိန်မှာမျောလင်းချက်မိတိုင်ကိုကင်ဆောင်ခဲ့သူကာရင်တန်ရဲ့တစ္ဆာရှိတားကောင်းဖြစ်ဘလို့ခတ်ခဲ့တဲ့အချိန်မျိုးမှာမဆိုကိုယ့်ရဲ့အသင်းကိုပေးဆက်ရမယ်ဆိုတဲ့သင်ခန်းစာကိုပေးခဲ့သူလူဖြစ်ပါတယ်ဒီလိုစိတ်တက်မျိုးဟာစူပလာပေါင်းများစွာထက်ပိုပြီးဖိုးတန်တဲ့တစ္ဆာတရားရဲ့ရာဇဝင်တစ်ပုဒ်ပဲဖြစ်ကြောင်းပါအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်